ဆက်ကြမင်းတိုင်းရင်စေဝါထုတ်လုပ်တဲ့လုပ်ငန်းခွင်ထဲမှာအမျိုးသမီးအလုပ်သမားတွေလုံကြီးလန်ပြီးဓမ္မတာလာမလာစစ်ဆေးခံရမင်္ဂလာပါပရိသတ်ကြီးရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်ဇီကပါဝန်းထဲမှာရှိတဲ့ဆက်ကြမင်းတိုင်းရင်စေထုတ်လုပ်ရေးဆက်ယုံမှာအမျိုးသမီးအလုပ်သမားအားလုံးကိုတဦးချင်းစီထမိန်လှမ်းပြီးရာသီလာမလာစစ်ဆေးခံခဲ့ရတဲ့အပေါ်သက်ဆိုင်ရာတာဝန်ရှိသူတွေတိတိယောက်ယောက်အေးအေးယူပေးစေချင်တယ်လို့အလုပ်သမားဝန်ထမ်းတွေက တောင်းဆိုထားပါတယ် ဆက်ယုံမာကအိမ်သားတွေမှာကြတော့အမိုက်ပုံးပေးမထားဘူးဒီလိုအမျိုးသမီးကိစ္စတွေဖြစ်လာပြီဆိုရင်အိမ်နဲ့ထုတ်ပြီးအိမ်ကို ပြန်တည်ရတာအဲ့ဒါကိုပြင်းမိတဲ့ကောင်မလေးကသူကအစ်စ်ဆိုတော့ဘယ်မှာပြင်းရမယ်မှန်းမသိတော့ဆက်ယုံရဲ့အမိုက်ပုံးထဲမှာပြစ်လိုက်တာမတိပဲပြစ်လိုက်တော့အမိုက်သိမ်းတဲ့အချိန်တွေ့သွားတဲ့အချိန်မှာဆက်ယုံမူကအကုန်လုံးကိုခေါ်တယ်။ပြီးတော့မေးတဲ့အချိန်မှာကောင်မလေးကလည်းမပြောရဲတော့မန်နေဂျာရဲ့ဆက်ယုံမူရဲ့ကအကုန်စစ်မယ်ဆိုပြီးထမိန်တွေအကုန်လှန်စစ်တာ။ ချက်တဲ့အချိန်မှာရာသီလာနေတာ၃ယောက်တွေ့တယ်။အဲ့ဒီ၃ယောက်ကိုဝန်ခံခိုင်းတာဝန်ခံခိုင်းတော့ရှိသေးတယ်ဆက်ယုံစင်းချိန်လဲရောက်လာတော့မနှက်ပြန်ထက်စစ်မယ်ဆိုပြီးတော့ပြီးသွားတယ်။ဒီနေ့ကျတော့အဲ့ဒီ၃ယောက်ထဲကအဲ့ဒီကောင်မလေးကမလာတော့ဘူး။မလာတော့မှအဲ့ဒီကောင်မလေးပဲဆိုတာသိလိုက်ပြီးတော့ဒီအတိုင်းပြီးသွားတယ်။ ဒါပေမဲ့ဒီအတိုင်းပြီးသွားခဲ့ပေမဲ့ထမိန်လှန်ပြီးတော့အကုန်စစ်ခံရတဲ့မိန်းကလေးတွေကမကျေနပ်တော့ဒါကိုတိတိယောက်ယောက်အေးအေးယူပေးစေချင်တာပါဟုဆိုကအလौဒမားတွေနဲ့နှိဆက်သူတအူးကပြောပါတယ်။ အဆိုပါဆက်ယုံမှာအမျိုးသမီးအလုံသမား40ကျော်ရှိတာဖြစ်ပြီးအလုံသမားများအားလုံးကိုတဦးချင်းစီလုံကြီးလှမ်းပြီးအတွင်းကမှရာသီလာမလာကိုလိုက်လံစစ်ဆေးခဲ့တာဖြစ်တယ်လို့စစ်ဆေးတဲ့သူဟာအမျိုးသမီးဖြစ်ပေမဲ့လည်း CCTV တပ်ဆင်ထားတဲ့နေရာမှာစစ်ဆေးခံခဲ့ရတာဖြစ်တာကြောင့်အဲဒီလိုစစ်ဆေးတဲ့အပေါ်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အရေးယူပေးစီလိုတယ်လို့ဆိုပါတယ်။သူတို့ကပြောဆိုဆက်ဆံတာကြမ်းတမ်းတော့အလုံသမားတွေကကြောက်ကြတယ်။ဆဲဆိုတာကလည်းတော်တော်ဆိုးတယ်။ ပြောစရာရှိရင်ရှေ့ထုတ်ခေါ်ပြီးပြောတော့ရှက်ပြီးတော့အလုတ်ထွက်ကြတာတွေလည်းအများကြီးပဲ။အချိန်ပိုကြီးဆိုရင်ရှေးလာကလည်းတနင်္ဂနွေနေ့တိုင်းလိုလို OT ဆင်းခိုင်းပြီးတော့အချိန်ပိုကြီးနှစ်ဆပေးရမှာကိုမပေးပဲပုံမှန်တိုင်းပဲပေးတယ်။အလုတ်ချိန်မနက်၈နာရီညနေ၅နာရီဆိုပေမဲ့ညနေ၆နာရီထိုးကန်ဤအထိဆင်းပေးရတယ်။စံချိန်တွေလည်းမဖြစ်နိုင်တဲ့နှုံးတွေတောင်းနေလို့ဆိုကအလုသမားတွေကညှိတွားနေကြတာလည်းဖြစ်ပါတယ်။ အဆိုပါဆက်ယုံရဲ့အင်သာရီထဲမှာအမိုက်ပုံးမထားပေးပဲနဲ့အမျိုးသမီးများရှားတိလာပါကအသုံးပြုပြီးတဲ့အမျိုးသမီးလားစင်သုံးပစ္စည်းတွေကိုပလတ်စတစ်အိတ်နဲ့ထုတ်ပြီးမိမိတို့အိမ်ကိုပြန်သေးရန်သတ်မှတ်ထားကောင်အမိုက်ပြစ်မိရာကအမျိုးသမီးအလုတ်သမားအားလုံးကိုထမိန်လန့်ပြီးစစ်ဆေးခဲ့ရောင်းရှားတိလာနေတဲ့အလုတ်သမား၃ဦးတွေ့ရှိခဲ့လို့စကလုံးကြက်ကြက်တန်းတန်းပြောဆိုကအတင်းအကျပ်ဝန်ခံခိုင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ အခုလိုမျိုးအမျိုးသမီးလှုပ်သားတွေအပေါ်မှာချိုးဖောက်ကျူးလွန်နေတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအထွေထွေအလုံသမားတမကများအဖွဲ့ချုပ် FGWM ကရှုံချခဲ့တာဖြစ်ပြီးတာဝန်ယူမှုတာဝန်ခံမှုရှိစေရည်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျမတို့လုံးဝရှုံချပါရယ်လုံးဝမဖြစ်သင့်တဲ့ကိစ္စလေးဖြစ်တယ်အမျိုးသမီးအလုံသမားအများဆုံးရှိနေတဲ့လုပ်ငန်းခွင်နဲ့မိုးလင်းမိုးချုပ်နေတဲ့တူဝဒီလုပ်ငန်းခွင်နဲ့ရှိနေတဲ့အချိန်ကအများဆုံးဖြစ်တယ် လုပ်ငန်းခွင်ထဲမှာရှိတဲ့အလုပ်သမားအားလုံးရဲ့လိုအပ်ချက်မှန်သမျှကိုလှုံ့ဆော်ပေးဖို့လုပ်ငန်းရှင်တိုင်းမှာအပြည့်အဝတာဝန်ရှိပါတယ်။လုပ်ငန်းရှင်အနေနဲ့ဒီလိုလုံရက်မျိုးကိုလုပ်တာကအင်မတန်မှလူမဆန်တဲ့လုပ်ရက်လေးဖြစ်ပါတယ်။ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာရှိနေတဲ့အလုပ်သမားတွေကိုစိုက်တလို့လုံလို့ရတယ်ဆိုတဲ့အခြေအနေမျိုးကစိတ်အာဏာသိမ်းပြီးကလေးကလုပ်ငန်းရှင်တွေရဲ့ခေါင်းထဲကိုအလိုလိုရောက်လာတယ်။ပြီးတော့အာနာကုံ ထုတ်သုံးပြီးတော့ဖိနှိပ်တယ်အနိုင်ကျင့်ဖို့ကြဆော်ကားတယ် ချိန်ချောက်တဲ့အစိုးဆုံးကအခုလိုလုံရက်တွေဖြစ်တယ်။ဒါကလုံးဝလက်မခံနိုင်တဲ့ကိစ္စပါ။မက်ရှလာရှင်ရဲ့နိုင်ငံတကာမဟာမိတ်တမကတွေညီအမတွေစုပေါင်းပြီးဓမ္မတာလားစင်သုံးခွန်းထုတ်လို့သူတိုင်းလူတိုင်းရရှိရေးခေါင်းစဉ်နဲ့ကမ်ပိန်းလှုပ်ရှားမှုတောင်းဆိုမှုတွေလှုံ့ဆော်တာမကြသေးဘူး။ဒီဖြစ်စဉ်ကိုကြားရတော့ကျမတို့အနေနဲ့လက်ခံပေးလို့မရဘူးဆက်လက်ပြီးတော့လုံဆောင်စရာရှိတာတွေကိုလုံဆောင်သွားမယ်ဒီဆက်ယုံမှာရှိနေတဲ့ကုန်အမတ်တစိုက်ကိုစားဖို့မယ် မဟာမိတ်အဖွဲ့တွေနဲ့ညီမတွေတိုင်ပင်ပြီးလှုံ့ဆော်တင်တာဆက်လက်လှုံ့ဆော်သွားဖို့ရှိပါတယ်ဟုဆိုကမြန်မာနိုင်ငံအထွေထွေအလို့သမားတမကများအဖွဲ့ချုပ် FGWM အမျိုးသမီးကော်မတီတာဝန်ခံဒေါက်ခင်တန်နာမိုးကပြောပါတယ်အဲ့ဒီဆက်ယုံမှာ HR လည်းမရှိပဲဆေးရောင်းနဲ့ page admin သာရှိပြီးတော့ဆက်ယုံမှုအမျိုးသမီးကသာစီမံခန့်ခွဲတာဖြစ်သလိုအလုပ်သမားတွေကိုအချိန်ပို ခေါ်ယူရမှာလေအစိုးရရုံးပိတ်ရက်မှာခေါ်ယူတိုင်းအချိန်ပိုကြီးနှစ်ဆမရပဲပုံမှန်အတိုင်းသာပေးချေတာ အလုတ်ကိုလည်းမနက်၈နာရီကနေညနေ၅နာရီနဲ့၆နာရီတွေအထိလှုပ်ပေးရတာဖြစ်တယ်လို့သိရပါတယ်။အလုတ်သမားတွေရဲ့ပေါ်စံစံတန်းတန်းပြောဆိုဆက်ဆံတာဆဲဆိုတာတွေလှုပ်လေးရှိသလိုအချိန်ပိုကြီးအပြေးမရတာတွေနဲ့တကြံပိတ်ရက်မရတာတွေစားတဲ့အလုတ်သမားအခွင့်အရေးချိုးဖောက်မှုတွေလည်းရှိနေတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါဆက်ယုံကစัจจမင်းတိုင်းရင်စီထုတ်လုပ်တာဖြစ်တယ်လို့ဈေးကူကလည်းထားရှိပြီးတော့စัจจမင်းကြီးပေါင်းစီအာတိုစီအကျော်စီအစားရှိတဲ့တိုင်းရင်စီတွေကို ထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။